ကဲအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှဆိုရင်တော့သတို့ရန်ကင်းမြို့နယ်ထဲမှာရှိပြီးတော့တို့အောင်စရမိန်လန်းမကြီးပေါ်မှာရှိရယ်ကားမတ်တိုင်နယ်လယ်နီးရဲ့အပြင်ကိုဈေးအကြောင်းနယ်လယ်နီးရယ်သတို့ဒီနောက်ကကိုရဲအောင်စရကွန်တိုလစ်ကိုမိတ်ဆက်ပြမှာပေါ့နော်ကဲအဆိုဆိုမိန်တိုင်တိုင်ကတော့လားစင်8000ခွဲကြမယ်ဒီရန်မြို့ပေါ်မှာစောက်ထားပါပေါ့နော်ကဲအဆိုရင်တော့အစနဲ့တူဒီကွန်တိုလစ်ရဲ့မှာဘာဖတ်ထားလိုက်ဒီလေးပါလဲဘာလေးပါလဲဘလိုလေးအခန်းဖွဲ့ထားလဲဆိုတာကိုစုနဲ့တူတူတစ်ချက်တော့လိုက်ကြည့်ပြပါဦးနော် တို့ဒီမှာဆိုရင်တော့ကားပါကင် area space နဲ့ lobby area space ကိုထပ်ထည့်ဖို့လုပ်ထားရဲပေါ့နော်ကားပါကင် space ကတော့ပြီးသွားတယ်ဒါပေမဲ့ lobby area တွေကိုထပ်ထည့်နေထပ်ဆောင်နေတယ်။ကြည့်ရဆိုရင်ဆိုရင်တူတူတခြား facility လေးတွေကိုတူတူတိုက်ကြည့်ပေးပါအောင်နော်။သူတို့ဒီမှာဆိုရင်တော့ကပကင်တစည်းစာသူတို့ free ထည့်ပေးတာကိုတွေ့ရမယ်။အဲဒါဆိုရင်တော့ဆွနေတူတူသူတို့ကိုတို့အခန်းလို့တက်ကြည့်ကြည့်ရအောင်နော်။ ကဲဆူဒီကိုလိုမှာဆိုရင်လည်း24 hour ရရဲ့တနေ့ကလေးလက်ထည့်ရတဲ့အတွက်အရန်ကိုမှာစင်ပြီးရေကဲရဆိုရင်ဆူကိုလိုအခန်းလေးကိုဆွနေတူတူတက်ကြည့်ကြည့်အောင်နော် ကက်စရိုဒီကိုနိုမှာဆိုရင်တော့အရန်ကိုမှာကျဲဝန်းလာရဲဆိုတော့ swimming pool area space ပါမယ် view လည်းပွင့်တယ်ပြီးတော့နေပူပူမောရတာလည်းဆိုတော့အပန်းဖြစ်လို့ရတယ်ဘာလို့လဲဆိုတော့ပုံမှန်ဆိုလဲအမိုးလုတ်ဖားတဲ့အတွက်အရန်ကိုမှာအဆင်ပြေတယ် swimming pool area ဆိုလဲ space ကိုအကျယ်ကြီးသုံးထားတာကိုတွေ့ရတယ်ကဲရဆိုရင် swimming pool ဆိုရင်ဒီဘက်ချားတော့ဆိုတော့ gym room space လေးကဲဆိုဒီမှာဆိုရင်တော့ဆို gym in space လေးလည်းပါတယ်တော်တော်လေးကိုမှလည်းကျဲတယ် facility လေးစုံတယ် ပြောရှိမှာဆိုလဲ swimming pool area ကိုလည်းလှမ်းမြင်ရတယ်။ဆိုလို့ရေကူးပြီးပြင်မဲ့လာဖြစ်ဖြစ်ကျင်းစော်လို့ရတယ်။ကျင်းစော်ပြီးလည်းရေကူးလို့ရတယ်။စိတ်တားလို့လို့ရတယ်ကွာ။ကဲအားဆိုရင်ဒါလေးပါတယ်ဆိုတော့ဆိုလို့အဝတ်လဲခန်းလေးကိုဆူလိုက်ပြပေးမယ်ကဲလား။ကဲဆိုလို့ဒီဘက်အချမ်းမှာဆိုရင်တော့ဒီဘက်ချမ်းကတော့ဆိုလို့ပိုတိုင်းအိမ်သာတိသက်အခန်းနဲ့ဒီဘက်အချမ်းနှစ်ခန်းကတော့ဆိုရေချိုကန်တိသက်အခန်းလေးထားရတာကိုတွေ့ရတယ်။ကဲအားဆိုရင်ဆုနဲ့တူတူဆိုလို့ကိုတို့အခန်းလေးကိုတစ်ချက်တော့တကြည့်ကြည့်အောင်နော်။ Okay အားလုံးပဲမင်္ဂလာပါရှင်။ဒါလေးကတော့ဒီနေ့မိတ်ဆက်ပေးမယ့်ကုန်တော်ခန်းလေးပေါ့နော်။တကားအောင်လဲကျွလကားအောင်ပါ။တေချာ space ကိုသုံးမိထားတွေ့ရတယ်။ဝင်ချင်းဒီမှာဆိုရင်တော့ဆိုဖနက်ကလေးထားမယ်။ကပိနက်ကလေးနဲ့တေချာသုံးလို့ရတာကိုတွေ့ရမယ်။ပြန်စရင်ဝင်ချင်းတွေ့ရမယ်ဒီဘက်ခန်းလေး။ ကဲဒါလေးကတော့ single room အခန်းလေးပေါ့နော် single room အခန်းလို့သာပြောတာသူတို့သုံးမိထားတဲ့ space ကတော်တော်လေးဟိုမှာကျဲ high လဲမြင့်နေအလေးရောင်ကောင်းရရဲ့ scene သုံးမိထားပြီးရောသူတို့ parking ကြီးလည်းအပြည့်ခင်းမိထားတာမှတွေ့ရတယ်။ကဲအားဆိုရင်သူတို့နောက်တစ်ခန်းတစ်ချက်ကြည့်ရအောင်နော်။ကဲဆိုကုန်းကအခန်းကနေထွက်လိုက်ပြီဆိုတာနဲ့ဒီဘက်အခန်းလေးဒီဘက်အခန်းလေးကတော့ ရေချိုးကန်းတဲ့ဘိုးတိုင်းပေစင်တွဲရခန့်လေးပေါ့နော်အောက်ကောဖေးရောကြွေပြားလေးတွေကိုတစ်တစ်ချာချာအပြည့်ကပ်ပေးထားတာကိုတွေ့ရတယ်။ space ကိုလည်းတေချာချာချာသုံးမိထားတယ်။ပြီးဒီမှာဆိုလည်းမှန်လေးရထားမယ်။တေချာနေရာကိုသုံးလိုက်ပြီဆိုရင်တော့မှတတော်ကိုကျန်သေးရတွေ့ရတယ်။နေရာတော်တော်လေးကျယ်။ခင်ဗျာဆိုရင်ဆိုတော့နောက်တစ်ခါသတိကြည့်အောင်နော်။ကဲ okay. ဒီခန်းလေးကတော့ဆိုကစ်ချင်ရခန်းလေးပေါ့နော်ကစ်ချင်ရခန်းကိုလည်းအောက်မှာရောအပေါ်မှာရောကိုကပိနက်ကိုအပြည့်သုံးမိထားရဲ့ပြီးတော့သုံးမိထားတဲ့အရာကလည်း new color လေးကိုမှရှမ်းကုန်မှလှရဲ့တွေ့ပြရဲဆိုလဲအောက်ကဘေးရောအပြည့်ကပ်ပေးထားတာကိုတွေ့ရမယ်ပြီးတော့ကစ်ချင်ရမှာဆိုလဲဒီမှာတီးတန်အခန်းလေးပေါ့နော်မေရိုအခန်းလေးထည့်ပေးထားတာကိုတွေ့ရတယ်မေရိုခန်းကိုလည်းတေချာသုံးပေးထားတယ်။အရင်ချင်းမနေဘူး space ဆိုတော့တေချာသုံးပေးထားတာကိုတွေ့ရမယ်။ပြီးတော့ဆီလီကောင်လေးနဲ့ပါတယ်အလင်းရောင်ကောင်းရတယ်။ကဲဆိုရင်နောက်ထပ်တစ်ခန်းတော့ကြည့်ကြည့်အောင်နော်။ ကဲခုနကအခန်းကနေထွက်လိုက်ပြီဆိုတာနဲ့တွေ့ရမှာဒီမှာဟောတိုင်း living room ခန်းလေး living room ခန်းကို space အကျယ်ကြီးသုံးမိထားတာကိုတွေ့ရတယ်။ဆိုတော့ဒီနားမှာဆိုရင်တေချာ cabinet နဲ့ဆိုတော့ TV ထားလို့ရတဲ့ cabinet ထားမယ်။ space ကိုအကျယ်ကြီးသုံးမိထားတာကိုတွေ့ရတယ်။ parquet ပြည့်စုံရတယ်။အပေါ်မှာဆိုလည်းအလင်းရောင်ကကောင်းရတယ်ဆိုတော့ ceiling သုံးမိထားတာကိုတွေ့ရမယ်။တော်တော်လေးကိုလည်းကျယ်တယ်သုံးမိထားတဲ့ space ကဆိုတော့ခုဘက်ချမ်းမှာဘယ်ရကန်ခွင့်မယ်ဒီမှာဆိုရင်ဆိုတော့ living room နေရာသွားမယ်။အဲ့လိုဆိုလည်းသွားလို့ရမယ် space အကျယ်ကြီးသုံးမိထားတာကိုတွေ့ရတယ်။ကဲဆိုရင်ဆုနဲ့တူတူအခန်းလေးတွေသွားကြည့်ကြည့်ရအောင်။ ကဲဒါလေးကတော့ single room အခန်းလေးပေါ့နော်သူတို့ကနေရသူ living room space အကျိန်းမှာဖရားကန်မထည့်ခြင်းဘူးဆိုရင်သူဒီနေရာလေးမှာလည်းဖရားကန်ထည့်တည်တံ့ထားခြင်းနဲ့သူတို့တွေ့ဆုံလဲအဆင်ပြေတယ် single room အခန်းကိုလည်းကြည့်ရဟိုဘက်ရှင်းရနေဒီဘက်ချမ်းတွေကိုတော်တော်လေးကို space ကြီးရတွေ့ရတယ် single room အခန်းပြင်မဲ့သူတို့ master လောက်ကိုကြည့်ရကတဲ့လေးတွေထားမယ်သူတို့ video တွေထားမယ်မှန်နေကုန်တွေထားမယ်ဆိုရင်တော့တော်တော်လေးကို space ကြီးတွေအောင်တွေ့ရမယ်ပြီးတော့ဒီမှာဆိုလဲ၃မိထားရဲဆိုအလင်းရောက်ကောက်ကောင်းရရဲသူတို့ မှာတခြားသုံးမိထားတာတွေ့ရတယ်ပြတင်းပေါက်ဆိုလေဟိုင်းမြင့်နဲ့စီနေနဲ့သုံးမိထားတာကိုတွေ့ရတယ်အဖြူရောင်လေးဆိုတော့ရှင်းရှင်းလေးနဲ့အရန်ကိုမှလှတယ်ခဲရဆိုရင်နောက်ထပ်တစ်ခန်းသတိကြည့်ရအောင်နော်ကဲဒီအခန်းလေးကတော့ခုနကစင်ငယ်ရိုးအခန်းလေးနဲ့ပေးချင်းကခန်းလေးဒါကတော့မိသားစုတွေနေဖို့အတွက်အရှမ်းကုန်မှာတင့်တော်တဲ့အခန်းလေးပေါ့မာစတာရိုးအခန်းလေးမာစတာရိုးအခန်းကိုလည်းသုံးပေးထားတာကအရှမ်းကုန်မှာမိုက်တယ်အလင်းရောင်ကောက်ကောက်ဝင်နေမိမလာရင်တောင်မှဆိုတာမိလေးတစ်ခု short ဖြစ်သွားရင်တောင်မှကဲဒီမှာ အလင်းရံကောင်းတဲ့ပြင်းပေါင်းရှိတယ်။ပြီးတော့လေဝင်လွှတ်လက်ကောင်းတဲ့တို့ရဲ့အရန်ကုန်မှာဆင်ပြေတယ်။တော်တော်လေးကိုလည်း space ရတာတွေ့ရမယ်။ကိုဒီမှာဆိုရင်မှန်တင်ကုန်ထားမယ်။ဒီပတ်ချမ်းမှာ video တွေထားမယ်။ gain ထားမယ်။လုံးဝ space တော်တော်ကြီးအောင်တွေ့ရမယ်။ကြည့်ရဆိုရင်ဒီပတ်ချမ်းလေး။ကြည့်ဒီပတ်ခန်းလေးရတော့ဒီခန်းလေးနဲ့တွဲရရေချိုးခန်းနဲ့ပိုရိုင်ခန်းလေးပေါ့နော်။ရေချိုးခန်းပိုရိုင်ခန်းဆိုတော့ဒီမှာကြည့်ရအောင်။အောက်ကဘေးရောမှာတွေ့ပြားရအဖြစ်ခင်းမိထားတယ်။ ပြီးတော့ဒီမှာဆိုတော့သုံးပေးထားတဲ့ပုံစံလေးကအရှမ်းကိုမှလှရဲအဝေးကလေးကြီးချိန်မယ်ပြီးတော့ဒီမှာဘီစင်လေးဘီစင်လေးဆိုတော့အမြင့်လေးသုံးပေးထားတဲ့အရှမ်းကိုမှအဆင်ပြေတယ်။မှန်လေးထားပြီးတော့သုံးမယ်ဆိုရင်တော့မတော်တော်လေးပုံမှလှပါ။ကဲအားဆိုရင်နောက်ဆုံးဝမ်းနာစပေးလေးကိုစွန့်နေတူတူလိုက်ကြည့်ပြီးပါအောင်နော်။ကဲခုနကဆိုထွက်လိုက်ပြီဆိုတာနဲ့ဒီဘက်ချက်မှာကျတော့ wanna space လေး wanna space ကိုလည်းတော်တော်ကြည်ကြဲသုံးမိထားကြည်ရတယ်တော်တော်လေးကိုတော်တော်လေးကို space ကျဲတယ်ပြီးတော့ရှင်းမှာဆိုလဲဆိုတော့သုံးမိထားရမှန် အမြင့်ရတော်တော်လေးကိုမှမြင့်တယ်ပြောရမယ်တော်တော်လေးကိုလည်းမြင့်တယ်ဒီမှာဆိုလည်းခုံလေးရထားပြီးတော့တငယ်ချင်းတွေလာလို့အေးစစ်ချဲချင်တဲ့သူတွေဆိုရင်လည်းအေးစစ်နေလို့ရတယ်ဘာလို့လဲဆိုတော့ space ကိုတော်တော်ကြည်ကြည်သုံးမိထားတာကိုတွေ့ရမယ်ခုံတွေထားပြီးတော့အေးစစ်နေတယ်အေးစစ်စစ်နေလို့ရတယ်ပြီးတော့ဆိုဒီမှာဆိုလည်းလမ်းမတန်းကိုလှမ်းမြင်နေရအောင်လည်းတွေ့ရမယ်အရန်ကိုမှအဆင်ပြေတယ်လေးဝင်လွတ်ထွက်လည်းကောင်းတယ် ီနေ့မဆက်ပေးသွားရဲဒီကွန်ဒိုလေးရဲ့ square feet ကတော့1664 square feet ကျဲဈေးနှုန်းလေးကတော့3300ဖြစ်ပြီးတော့စိတ်ဝင်စားရဲဆိုရင်တော့ PSN Property ဆက်ဆက်လိုက်ပါနော်အားလုံးကျေးဇူးတင်ပါရှင်ဘိုင်ဘိုင်